မရိကန်ဘက်ကကမ်းလန့်တဲ့ဂါဇာပြစ်ခတ်ရစဲရေးအဆိုပြုချက်ကိုအစ္စရေးကလက်ခံပေမဲ့ဟာမတ်စ်ကတော့ပယ်ချလိုက်ပြီဖြစ်ပါတယ်။ဒါကြောင့်ဂါဇာစစ်ပွဲဟာဆက်ဖြစ်မဲ့အနေအထားရှိလာပါတယ်။ဂါဇာကမ်းမြောက်မှာပြစ်ခတ်ရစဲရေးအတွက်မရိကန်အစိုးရစီကနောက်ဆုံးအဆိုပြုလာမှုကိုပယ်ချရတာဖြစ်တယ်လို့ဟာမတ်စ်ဘက်ကပြောပါတယ်။ ဂါဇာခြေဆိုင်ပါလက်စတိုင်းလက်နက်ကင်ဖွဲ့အရာရှိတို့ကအမေရိကန်စုပြုတ်ချက်ကိုအစ္စရေးဘက်ကလက်ခံပေမဲ့ဟာမတ်စ်အနေနဲ့လက်ခံနိုင်မှာမဟုတ်ဘူးလို့ပြောပါတယ်။အမေရိကန်ရှိလက်ပိုင်းဒေသဆိုင်ရာထူးကိုစလက်စတီဗန်ဝက်စကိုရဲ့အစိုးပြုတ်ကလန်ချက်ကိုအစ္စရေးဘက်ကလက်ခံဖို့မီးစိမ်းပြထားပြီးဖြစ်ပြီးလောလောဆယ်ဟာမတ်စ်ဘက်ကတရားဝင်ကြောင်းပြန်မှုစောင့်နေတာတော့အင်ဖြူတော်ကကြေညာပါတယ်။အမေရိကန်ကကြောင်းဝင်ညှိနှိုင်းပြတဲ့အစိုးပြုတ်ချက်မှာတော့ဟာမတ်စ်တွေအနေနဲ့ရက်60ပြည့်ရက်ကာလတွင်အသက်ရှင်နေစေအစ္စရေးတစားကန်10ဦးနဲ့ တည်ဆုံးသူတစားကန်ရုပ်လောင်း18ခုကိုနှစ်တုပ်ခွဲပြီးလွှဲပြောင်းပေးဖို့တစ်ဖက်မှာလည်းပါလက်စတိုင်းကျင်းသားတွေကိုအစ္စရေးကပြန်လွှတ်ပေးဖို့ဆိုတာတွေပါကြောင်းအစ္စရေးမီဒီယာတွေကဖော်ပြပါတယ်။ဒါပေမဲ့ Hamas ဘက်ကတော့အဲ့ဒီအပြစ်ခတ်ရစိအဆိုပြုကြ Hamas ဘက်ကတောင်းဆိုထားတဲ့အဓိကအနှစ်သာရတွေကင်းမဲ့နေလို့လက်မခံနိုင်ဘူးလို့ပြောပါတယ်။ဥပမာပြောရရင်ဂါဇာမှာစစ်ပွဲအပြီးတိုင်ရစိုင်းရေးဆိုတဲ့ကိစ္စမျိုးစီဥတီနဲ့တတ်မှတ်ချက်မျိုးတွေက ်မေဂန်အဆိုပြုချက်ထဲမှာလုံးဝပေါမလာဘူးလို့ဟာမတ်စ်ဘက်ကထောက်ပြပါတယ်အမေရိကန်စိုးပြချက်နဲ့ပတ်သက်ပြီးအစ္စရေးဆိုရကတရားဝင်မှတ်ချက်ပေးတာမျိုးမရှိပေမဲ့အစ္စရေးဝန်ကြီးချုပ်ကတော့စတီဝစ်ကော့ရဲ့ကလမ်ကိုမိမိလက်ခံထားပြီးဖြစ်တယ်လို့ပြောပါတယ်။လက်တလုံးမှာအစ္စရေးဟာဂါဇာကိုတင်းတင်းကြပ်ကြပ်ဝိုင်းရံပိတ်ဆို့ထားပြီးစစ်စင်အရှိန်အဟုန်မြင့်တင်နေပါတယ်။ယင်းကအမေရိကန်ကာတာနဲ့အီဂျစ်ဆိုရတွေကဂျောင်းဝင်စီးဆက်ပေးမှုနဲ့အတူအစ္စရေးနဲ့ဟာမတ်စ်တာနှစ်လကြာအပြည့်ရခဲ့ပုံပေမဲ့ သက်တမ်းထပ်မတိုးနိုင်တော့ပဲမလ16ရက်နေ့မှာစစ်မီးပြတ်လဲတောက်လောင်ခဲ့တာပဲဖြစ်ပါလေမေလ19ရက်နေ့မှာတော့အစ္စရေးစစ်တပ်ကဂါဇာမှာစစ်စင်ရေးပမာဏလုံးရင်ချက်ထွန်းသွားမယ်ကြေညာခဲ့တယ်လို့နှစ်လအတွင်းဂါဇာ၄ပုံသုံးပုံကိုသိမ်းပြဖို့ရည်ရွယ်ကြောင်းချင်းချောက်ခဲ့ပါလေဂါဇာမှာစစ်ပွဲတွေပြန်ဆခဲ့တဲ့နောက်ဆေဘတ်တွင်လူ၄တောင်လောက်သေဆုံးခဲ့တယ်လို့ဟာမတ်ထင်ချုပ်ထားတဲ့ဂါဇာကျမ်းမာရေးဝန်ကြီးဌာနကပြောပါလေနောက်ပြီးစစ်ရေးပဋိပက္ခကြောင့် ဂါဇာလူဦးရေ1.3တတန်နဲ့က6သိန်းကျော်လောက်ဟာနောက်တစ်ချိန်နေရက်စောကထွက်ပြေးကြရတယ်လို့ကုလသမဂ္ဂကထုတ်ပြန်ထားပါတယ်။နောက်ထပ်သတင်းတစ်ပုဒ်ပြောချင်ပါတယ်။တကယ်လို့ကနေဒါနိုင်ငံအနေနဲ့နိုင်ငံဖြစ်ကနေစွန့်ပယ်ပြီးအမေရိကန်ရဲ့ပြည်နယ်တစ်ခုဖြစ်တာရက်တည်မယ်ဆိုရင်ဒုံးကြီးကာကွယ်စနစ်အခပေးမယ်အခမဲ့ပေးမယ်လို့ဒေါ်နယ်ထရန့်ကကန့်လန့်ပါတယ်ကနေဒါအနေနဲ့အမေရိကန်ရဲ့52ပြည်နယ်မြောက်ပြည်နယ်ဖြစ် နိုင်ငံကနေစွန့်လွှတ်ပြီးရပ်တည်မယ်ဆိုရင်ရွှေကွန်ချာဒုံးကောက်ွယ်စနစ်အခမဲ့ပေးမယ်လို့အမေရိကန်သမ္မတထွန်းကကန့်လန့်လိုက်ပါတယ်မေဂန်အန်အော်ဘွေကောင်နဲ့ရွှေကွန်ချာဒုံးကြီးကောက်ွယ်ရေးစနစ်ရဲ့ဒစိတပိုင်းပါဝင်လို့လည်းဆိုရင်ကနေဒါဟာတရားရည်တည်တဲ့နိုင်ငံဆိုရင်ဒေါ်လာ61ဘီလီယံကုန်ကျမှာဖြစ်ပြီးတော့အမေရိကန်ပြည်နယ်ဖြစ်တာရည်တည်မယ်ဆိုရင် လက်ကားရမယ်လို့ထွန်းကပြောပါရီဒုံးကြီးစနစ်တကူသူ့ရဲ့သမ္မတတံမကုံဆုံးပြီး2029ဇန်နဝါရီမှာဖြန့်ကျက်ဖို့ရည်ရထားပါတယ် မျိုးဆက်သက်ဒုံးကြီးစနစ်ဟာမြေပြင်ရေပြင်နဲ့အာကာသထိချိတ်ဆက်၃နဲ့မှာဖြစ်ပြီးဒေါ်လာ185ဘီလီယံကုန်ကျမယ်လို့အမေရိကန်ဆိုရကပြောပါတယ်။ဒုံးစနစ်ဟာဒုံးကြီးဖွံ့ဖြိုးတိုးတဲ့ရေကိုတောအားပေးလှုပ်ဆောင်နေတဲ့တရုတ်နဲ့ရုရှားပါဝင်တခြားတိုက်ခိုက်မှုတွေကိုကြားဖြတ်ဟန့်တားဖို့ရည်ရွယ်ထားပါတယ်။ကနေဒါအနေနဲ့အမေရိကန်ရဲ့ဒုံးကဝေးစနစ်တိဆောက်မှာငွေကြေးထည့်ဝင်ဖို့ပဲစဉ်းစားသွားမယ်လို့ဆိုပါတယ်။ထရရဲ့ 50ပြည်နယ်မြောက်ပြည်နယ်ဖြစ်ရတ္တရေကမ်းလှမ်းချက်ကိုတော့လုံးဝလက်ခံနိုင်ကြအကြောင်းမရှိဘူးလို့ကနေဒါဝန်ကြီးချုပ်မက်ကာနေကပြောပါတယ်။နိုင်ငံခြားဆက်ဆက်ရေးဟာကုန်သွယ်ရေးဆိုင်ရာအခေါ်ကောက်ခံမှုတွေကြောင့်တင်းမာနေဆဲဖြစ်ပါတယ်။ရေဂန်သမ္မတထရန့်ကတော့ကနေဒါကိုအမေရိကန်ရဲ့50ပြည်နယ်မြောက်ပြည်နယ်ဖြစ်သတ်မှတ်ရေးကိုသူ့ရဲ့အမြင်ကိုခုချိန်ထိလက်လျှော့ခြင်းမရှိပါဘူး။ဂရင်းလန်ကျွန်းဝယ်ရေးကိစ္စကိုလည်းထရန့်ကလက်လျှော့ခြင်းမရှိပါဘူး။အနာမတူမျိုးအမေရိကန်ကပြန်ရယူရေးကိစ္စကိုလည်း လက်လျှော့ခြင်းမရှိသေးပါဘူးထရရဲ့လုံဆောင်ခဲ့တဲ့အရာတစ်ခုကမှလမ်းငယ်အော်ဘင်တာကိုပြပါဆိုရင်တော့မက္ကဆီကိုပင်လယ်ဝေ့ကိုအမေရိကန်ပင်လယ်ဝေ့လို့နာမည်ပြောင်းတာပဲရှိပါတယ်ဒါတော့မှပြဿနာပေါ်များစွာနဲ့ရင်ဆိုင်နေရတာပဲဖြစ်ပါတယ်နောက်ထပ်သတင်းတစ်ပုဒ်ပြောချင်ပါတယ်ဂျာမနီနဲ့ယူကရိန်းတို့တာဝေးပြစ်ဒုံတွေပူးတွဲထုတ်လုပ်ဖို့သဘောတူလိုက်ပါတယ်။ဂျာမနီနဲ့ယူကရိန်းတို့ဟာတာဝေးပြစ်ဒုံတွေပူးတွဲထုတ်လုပ်ဖို့သဘောတူထားတယ်လို့တာဝန်ရှိသူတွေကပြောပါတယ်။ ဂျာမနီဝန်ကြီးချုပ်မတ်စနဲယူကရိန်းသမ္မတဇလန်စကီတို့ဘာလင်မှာတွေ့ဆုံဆွေးနွေးခဲ့ပြီးတဲ့နောက်သဘောတူခဲ့တာပါအနော်အိုစုကဆိုပြထားတဲ့ပြစ်ခတ်ရေးစရေးကိုညှင်းပယ်ပြီးတော့ယူကရိန်းကိုအရှင်မြင့်တိုက်ခိုက်နေတဲ့ရုရှားကိုတုံ့ပြန်မှုလေးလံတွေကိုလည်းဆွေးနွေးခဲ့ပါတယ်ရုရှားဟာစစ်ပွဲဆုံးသက်ရေးချိန်ဆွဲနေပြီးငင်းငင်းစကားလည်းဘာမှထမလာတော့ဘူးလို့ဂျာမနီဝန်ကြီးချုပ်ကပြောပါတယ် ယူကရိန်းရဲ့ကာကွယ်ရေးစွမ်းရည်အတွက်တာဝန်ပြတုံတွေပူးတွဲထုတ်ဖို့သဘောတူခဲ့တာဖြစ်ပြီးရုရှားပေါ်ရနိုင်သမျှဖိအားမျိုးစုံပေးရမယ်လို့ယူကရိန်းသမ္မတဇီလင်စကီးကပြောပါတယ်။ရုရှားနိုင်ငံတည်းထိပြစ်ခတ်တိုက်ခိုက်မှုတွေမှာဂျာမနီထောက်ပံ့ပေးထားတဲ့တာဝန်ပြလက်နက်တွေယူကရိန်းအတွက်အသုံးပြုခွင့်ပေးထားပါတယ်။ဒီစီးပွဲမှာဂျာမနီနေနဲ့ကီလိုမီတာ900အထိပြစ်ခတ်နိုင်တဲ့ Taurus ဒုံးကြီးတွေ ယူကရိန်းကိုထောက်ပံ့မှုနဲ့ပတ်သက်ပြီးဂျာမနီဝန်ကြီးချုပ်ကထုတ်ပြောတာတော့မရှိပါဘူး။တာဝန်ပြည်တော်ကြီးတွေပူးလဲထုတ်လုပ်မဲ့အစီအစဉ်နဲ့ပတ်သက်ပြီးရုရှားကတော့ပြင်းပြင်းထန်ထန်ဝေဖန်ထားပါတယ်။ဒါဟာငြိမ်းချမ်းရေးကြိုးပမ်းမှုကိုထိခိုက်စေတယ်ပြောပါတယ်။ဒါအပြင်ရုရှားနဲ့ယူကရိန်းကြားနောက်တစ်ကြော့ဆွေးနွေးပွဲကိုလည်းအနောက်ရှက်ဖြစ်စေတယ်လို့ပြောပါရယ်ယူကရိန်းစစ်ပွဲဖြစ်ပြီးနောက်ပထမဆုံးချိန်ဖြစ်ရုရှားနဲ့ယူကရိန်းကိုစလဲဖွဲ့ဟာမေ16ရက်နေ့ကတူရကီနိုင်ငံမှာတွေ့ဆုံဆွေးနွေးကြတာဖြစ်ပါတယ်နောက်ထပ်သတင်းတစ်ပုဒ်ပြောချင်ပါတယ် တရုတ်နိုင်ငံမှာဓာတုပစ္စည်းစုံကြီးပောက်ကွဲမှုကြောင့်လူငါးဦးသေဆုံးခဲ့တယ်လို့သိရပါတယ်တရုတ်နိုင်ငံကဓာတုပစ္စည်းစုံအကူမှာပောက်ကွဲမှုကြီးဖြစ်ခဲ့ပြီးလူငါးဦးထပ်မံသေဆုံးခဲ့ပါတယ်ဒီပောက်ကွဲမှုမှာဒဏ်ရာသူ19ဦးရှိပြီးနောက်6ဦးပျောက်ဆုံးနေပါတယ်သေဆုံးွယ်ရှိတယ်လို့ယူဆရပါတယ်ဝီဖန်မြို့မှာရှိတဲ့ရှန်တောင်းယူလိုဓာတုပစ္စည်းစုံမှာဖြစ်ခဲ့တဲ့ပောက်ကွဲမှုကြောင့်ဆက်ယုံမှာပြိုကျခဲ့ပြီးနေရာတချို့မီးလောင်ကျွမ်းခဲ့ပါတယ် လူမှုကွန်ရက်မီဒီယာတွေပေါ်မှာပြန့်နှံ့တဲ့ဗီဒီယိုတွေမှာတော့အနက်ရောင်နဲ့လိမ်မယောင်မီးခိုးတွေဟာစစ်ရုံကနေဥထွက်တာတွေ့ရပါတယ်။ဓာတ်ရုပ်ပစ္စည်းတွေမီးလောင်ကျွမ်းနေပုံရပါတယ်။အခြေအနေကိုထိန်းသိမ်းဖို့ရေဘော်ဝန်ထမ်း200ကျော်စေလွတ်ခဲ့ရတယ်လို့တရုတ်အာဏာပိုင်တွေကပြောပါတယ်။စစ်ရုံမှာဗတ်ကြောင့်ဖြစ်ပွားခဲ့လဲဆိုတာတိကျမသိရသေးပါဘူး။ဝိဖန်မျိုးရဲ့တဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဘူရိုကပောက်ကွဲမှုပြီးပတ်ဝန်းကျင်မှာဘလို့ဘေးထွက်ဆိုကြတက်ရောက်မှုတွေဖြစ်ပေါ်စေခဲ့တယ်လဲဆိုတာကိုစုံစမ်းဖို့ ပညာရှင်ဖွဲ့စေလွတ်ပေမဲ့ရလဒ်တွေကတော့အတိမပြုတ်နိုင်သေးပါဘူးဒေသခံတွေဒီနေ့စေဝနာမချင်းကဖို့လလောဆန်နှောင်းစီတွေတက်ဖို့တိုက်တွန်းထားပါတယ်အဒီစင်ဝါစိုက်ပျိုးရေးလုပ်ငန်းတွေစေဝါထုတ်လုပ်မှုစားရှိတဲ့ကဏ္ဍတွေမှာလိုအပ်တဲ့ပစ္စည်းတွေကိုထုတ်လုပ်နေတာဖြစ်ပါတယ်၂024ခုကတရုတ်နိုင်ငံအနောက်မြောက်ပိုင်းနင်ရှားပြည်နယ်မှာဓာတုဆိုင်အောင်ပေါက်ကွဲခဲ့ဘူးလို့၂023ကလည်းနိုင်ငံရှိတော်မှာကျန်းစီမှာအလားတူဖြစ်ရကြုံမှုပါတယ် 2015တုန်းကတော့စိတ်ကမ်းမြုပ်ဖြစ်တဲ့ TN ချင်းမှာဓာတ်ပစ္စည်းတုံးလုံးရာကိုတော်တချို့ပောက်ကွဲမှုဖြစ်ပြီးလူ180ကျော်သေဆုံးတယ်လို့900လောက်တန်ရပါလိမ့်ဒီဖြစ်စဉ်ပြီးတရုတ်ဆိုရဟာဓာတ်ပေရာပစ္စည်းတွေတုံးလုံးသိမ်းဆမှုနဲ့ပတ်သက်လို့မူဝါဒစည်းမျဉ်းတွေကိုပုံမူတင်းကျပ်လာခဲ့တာဖြစ်ပါတယ်နောက်ထပ်သင်ပုတ်ပြောချင်ပါတယ်ရုရှားနိုင်ငံဟာဘော်တစ်မြေလပြင်မှာအင်အားထောင်ချီသုံးပြီးစစ်ရေးလက်ချက်မှုတွေလုပ်နေတယ်လို့သိရပါတယ်လောဆယ် EU ရဲ့ စီရေးသုံးစိတ်တွေတိုးမြင့်လာမှုယူကရိန်းကို NATO ဖွဲ့ကပေးတဲ့လက်နက်တွေရုရှားနဲ့ညီတဲ့တိပြစ်ခတ်နိုင်ဖို့ခွင့်ပြုပေးမှုတွေရှိလာခဲ့တဲ့နောက်စီရေးချင်းတွေတင်းမာလာခဲ့ပြီးရုရှားဟာအခုလို Baltic ပင်လယ်မှာအင်အားပြလာတာဖြစ်ပါလေစစ်သည်မောအစီ20လေရင်ရဟင်း25ဇေတပ်ဖွဲ့ဝင်3000နဲ့လေကြောင်းထောက်ပတ်နေပါတဲ့တိကရေတက်စည်ရေးလေ့ကျင့်မှုလေ့ကျင့်ခဲ့တယ်လို့ ရုရှားရဲ့ body jet ကထုတ်ပြန်ပါတယ်ရုရှား body jet ကစီစဉ်ထားတဲ့လေကျင်းမှုစတင်ခဲ့တာလို့ရုရှားစစ်တပ်ကအင်္ဂါနေ့မှာကြေညာပါတယ်စစ်သည်မော်တွေလေတွေနဲ့ထောက်ပံ့ရေးရင်းအစီး20ကျော်ပါဝင်လေကျင်းမှုစီစဉ်ထားပြီး free gate စစ်သည်မော်တွေကောက်ပတ်အငယ်စားစစ်သည်မော်တွေမိုင်းရှင်းသမားတွေဒုံးကြီးငယ်စားတွေနဲ့ရင်းမှုသည်မော်တွေဖြတ်သည်မော်တွေပါတယ်လို့ရုရှားစစ်တပ်က body jet ဆိုတဲ့သတင်းစာရှင်းပွဲမှာပြောပါတယ် ဒီစီစဉ်ထားပြီးသားလို့ဖော်ပြတဲ့စီရီလိချင်းမှာဘော်ဒီရတဲ့အတွက်အကန့်အသတ်မရှိပါဘူးရုရှားမြောက်ပိုင်းရတဲ့အာဂါဒတပ်ဖွဲ့တွေမော်စကိုနဲ့လီနင်ဂရက်စစ်ဘက်ခရိုင်တွေကတပ်ဖွဲ့ဝင်တွေလည်းပါဝင်လေ့ကျင့်နေပါတယ်ဘော်ဒီဒေသမှာကောင်းမွန်တဲ့စစ်စင်စနစ်တစ်ခုထိန်းသိမ်းဖို့နဲ့ရတဲ့ခြေစက်စခန်းတွေကောက်ွယ်ရေးလေ့ကျင့်မှုရည်ရွယ်ထားတယ်လို့ဘော်ဒီရတဲ့ကဆိုပါတယ်စည်ရည်ကြီးမှုတွင်ရေတက်သားတွေဟာရင်ငုံသင်္ဘောနိုင်နေစစ်စင်ရေးတာဝန်ထိုင်ကိုထမ်းဆောင်ရမှာဖြစ်ပြီးမောင်းသူမဲ့သင်္ဘောတွေတံပြန်ဖို့လေ့ကျင့်မှာပါပင်လယ်ရေကြောင်းနဲ့ လေချောင်းချင်းချောက်မှုနှမျိုးလုံးကိုပြစ်မှတ်ထားပြီးတိုက်ရိုက်ပစ်ခတ်လေကျင့်မှလည်းဖြစ်ပါလေလေကျင့်ကန်ကြာကျင်ကိုတော့ထုတ်ဖော်ပြောခြင်းမရှိပါဘူးအစောပိုင်းမှာရုရှားစစ်တပ်ကဖင်လန်ပြည်နယ်ဝဲကိုဖျက်ပြီးအသွင်ယူမောက်ကိုရင်းနှီးတင်သွင်းမော်တွေစောင့်ချက်နေပြီးဆိုတဲ့သတင်းတွေထွက်ခဲ့ပါလေဖင်လန်ကာကွယ်ရေးဝန်ကြီးအယ်ဒီဟက်ကင်နဲကဖင်လန်ပြည်နယ်ကိုရဲ့ချင်းကျောင်းနဲ့လမ်းကြောင်းမှာရုရှားဟာသူ့ရဲ့အသွင်ယူမောက်ကိုရင်းနှီးတင်သွင်းမော်ကိုကာကွယ်နေပြီး စည်ရင်းရစောင့်ချက်နဲ့လက်နက်ကန်တက်တွေရှိနေတာကိုသတိပြုမိပါတယ်ဒါလုံးဝလက်ခဏာကြမရှိဘူးလို့ပြောပါတယ်နောက်ထပ်သတင်းပုတ်ပြောချင်ပါတယ်ထိုင်းနိုင်ငံဟာ2028မှာ Formula 1ကောင်းမွန်ပြိုင်ပွဲလက်ခံကျင်းပနိုင်ဖို့စီစဉ်နေပါတယ်ထိုင်းနိုင်ငံရဲ့2028 Formula 1ကောင်းမွန်ပြိုင်ပွဲတစ်ခုလက်ခံကျင်းပနိုင်ရေးကြိုးပမ်းမှုစီစဉ်နေတယ်လို့ထိုင်းဆိုရကကြေညာပါတယ် တင်တန်ငင်ထိုင်ဝန်ကျုပ်ပေတုနာကမူလကဂရန်ပရိုက်မှာကမွန်ပြိုင်ပွဲကြီးကြရင်တွေ့ဆုံခဲ့ပါတယ်။ဆိုရအဖွဲ့တီဗီကျရယူဖို့ F1 ပြိုင်ပွဲလက်ခံကျင်းပနိုင်ရေးကြိုးပမ်းမှုနဲ့ဖြစ်နိုင်ခြေဆိုင်ရာအဆိုပြချက်ကိုလာမယ့်ဂျွန်၄ရက်နေ့မှာထိုင်းဆိုရအဖွဲ့ထံတင်သွင်းမှာလို့ဆိုရပြောရေးဆိုခွင့်ရှိသူကပြောပါတယ်။ယူရိုဘန်ကောက်မှာကာလန်ပေါ်ပြိုင်ပွဲတစ်ခုဖြစ်ကျင်းပဖို့ဖြစ်နိုင်ခြင်းအများဆုံးရှိတဲ့ Time Grand Prix ပြိုင်ပွဲအတွက်အစည်းအဝေးအလေးနက်ဆွေးနွေးတာတစ်နှစ်ကျော်ပြီဖြစ်ပါတယ်။ ဒီစကူးကိုအင်မတန်မှကဘာလက်ခီးတဲ့တွေကိုဆွဲဆောင်နိုင်တဲ့ပြိုင်ပွဲဖြစ်ထိုင်းဆိုရက်ကတွေးထားပြီး Grand Prix ပြိုင်ပွဲကထိုင်းနိုင်ငံအတွက်ဒေါ်လာသန်း1000နီးပါးအထိအကျိုးဖြစ်ထွန်းစေနိုင်ပါလေ။တောင်ဝင်းကြီးချုပ်ပေလိုနာဟာပြီးခဲ့တဲ့တရေပတ်ကုံကမော်ဒီကာလိုပါဝင် F1 GK Stefano Domenicali နဲ့တွေ့ဆုံဆွေးနွေးမှုလုပ်ခဲ့ပြီးဒီ project ကိုဆက်လက်ပြီးတော့ကောင်းထယ်ဖော်ဖို့ကြိုးပမ်းနေပါလေ။ F1 ပြိုင်ပွဲ24ပွဲနဲ့အများစုရဲ့ ကျင်းပမဲ့နေရာအစီအစဉ်တွေကိုလောင်းမဲ့နှစ်အနေငယ်တွင်တည်ပြုထားပြီးဖြစ်ပေမဲ့လိုအပ်တဲ့နေရာတွေပေါ်လာဖို့ရှိတဲ့အတွက်ထိုင်းဟာလည်းပြိုင်ပွဲကျင်းပလက်ခံရာနေရာတစ်ခုဖြစ်လာနိုင်တယ်လို့ဒိုမနီကာလီကအရေးပွဲဆိုတာပါလေထိုင်းကဒီစိတ်ကုတ်ကိုအရန်အလေးနဲ့ထားနေပြီးအားကောင်းတဲ့အစီအစဉ်တွေရှိထားကြောင်းဘီဂရလကဝီလျံသင်းမပြည်တွင်းထိုင်းကောင်းပေါင်းများ LSL ဘုံကဆိုပါလေဖော်မြူလာ1ဟာလက်ရှိမှာအရှိတောင်းအာရှရှိစင်ကာပူမှာပြိုင်ပွဲတစ်ခုကျင်းပခဲ့ပြီး ်ပြင်းထန်တဲ့အပူချိန်နဲ့ရာသီဥတုစုထမ်းမှုကြောင့်ရာသီရဲ့အခက်အခဲအကြမ်းတန်းဆုံးပြိုင်ပွဲဖြစ်ရှုမြင်ခြင်းခံထားပါတယ်။နောက်ထပ်သတင်းပေါ်ပြောချင်ပါတယ်။သမရထွန်းနဲ့အီလွန်မတ်စ်ကတော့တရားဝင်လမ်းခွဲလိုက်ပြီပဲဖြစ်ပါတယ်။ဒီပညာဘီလီယံလာတထေးကြီးအီလွန်မတ်စ်ဟာအမေရိကန်သမရထွန်းဆိုရအတွက် DOG ဌာနအတွက် လောက်ကင်ပေးနေရကလည်းကြောခိုင်းထောက်ကရောမှာဖြစ်ကြောင်းတည်လင်းကြေညာလိုက်ပါတယ်။သူအဖက်ရဆိုရတဲ့လာပေါ်မြောက်စွာကြောင်းဘတ်ဂျက်ရှော့ချရေးစီမံချက်ဥဆောင်ခဲ့သူလည်းဖြစ်ပါတယ်။အထူးအစိုးရဝန်ထမ်းတို့အနေနဲ့ကျွန်တော်အချိန်နေတော့ကုံသွားခဲ့ပါတယ်။တိုင်းပြည်အတွက်ပြုံးပြီးတော့မဲ့အသုံးစိတ်တွေကိုရှင်းချဖို့အခွင့်အရေးပေးတဲ့အတွက်သမ္မတကိုကျေးဇူးတင်ပါတယ်လို့ မေ28မနေ့ညနေပိုင်းကသူ့ရဲ့လူမှုကွန်ရက် platform မှာ Elon Musk ကရေးသားလွှင့်တင်ပြီးကြေညာပါတယ်။ DOG mission ဟာဒီအစိုးရတက်တန်းတလျှောက်လုံးလူနေမှုဘဝပုံစံအသားကျလာရင်အချိန်နဲ့တပြေးညီအားကောင်းလာပါလိမ့်မယ်လို့ Elon Musk ကတမ်းပြည့်ထိတ်တန်းတာဝန်ယူခဲ့ပြီးတဲ့အစိုးရစွမ်းဆောင်ရည်ဌာန DOG ကိုရည်ညွှန်းပြောပါတယ်။ DOGE ကိုတော့ဖြတ်သိမ်းမလားမဖြတ်သိမ်းဘူးလားဆိုတာတေချာမသိရသေးပါဘူး အီလိုမက်ဆီရဲ့လူမှုကွန်ရက်မှာရေးသားချက်ဟာမှန်ကန်ကြောင်းနဲ့မော်ဒူလေးညမှာစတင်ထွက်ခွာပါတော့မယ်လို့အင်ဖြူတော်ကတည်ပြပါတယ်ဇန်နဝါရီ20ရက်နေ့မှာသမ္မတ Trump က DOJ ဌာနတည်ထောင်မှုသမ္မတမိတ်လက်မှတ်ရေးထိုးပြီးနောက် Elon Musk ဟာ DOJ ဌာနကြီးခဲ့ဖြစ်လာပါလေ DOJ ဟာဆိုရဌာန၃စိတ်များအကျင့်ပြတ်ချဆောင်မှုများနဲ့မတမာမှုတွေအရှိန်အဟုန်နဲ့ဖော်ထုတ်ရေးဆောင်ရွက်ခဲ့ပါလေ 1962ခုနှစ်မှာကွန်ဂရက်ကဖန်တီးခဲ့တဲ့သမရသမဟုတ်လွတ်တော်ဤအထူးတာဝန်များအတွက်ကာလာတို့ယာယီဝန်ထမ်းတွေကိုငှားရမ်းခွင့်ပြုတဲ့ပြဋ္ဌာန်းချက်အရအီလိုမက်ဆာ DOGE ဌာနအထူးဆိုရဝန်ထမ်းအဖြစ်တရားဝင်ခန့်အပ်ခံရပါလိမ့်အစိုးရကျိုးရုံးချက်လက်ရအထူးဆိုရဝန်ထမ်းတွေဟာ365ရက်တာကာလမှာရပ်ပေါင်း130ထက်မပိုပဲဖက်ဒရယ်ဆိုရအတွက်လုံးလုံးခွင့်ရှိတယ်။ အီလိုမက်ဆက်ကျန်သစ္စာကျေးဇူးပွဲနေ့မှာစတင်တဲ့ရက်ပေါင်း130အချိန်ကာလဟာမေ30ရက်နေ့မှာပြီးပြည့်သွားပြီပဲဖြစ်ပါတယ်။ဒီ OG ကဖက်ဒရယ်ဆိုရတရမှာမလို့အဲ့တဲ့ကုန်ကြစည်ရှော့ချရင်းနဲ့လုပ်ငန်းစဉ်ချောမွေ့စည်ရေးအတွက်တည်ထောင်ထားတဲ့ယာယီဌာနဆိုင်ရာဖွဲ့စည်းဖြစ်ပါတယ်။ထိုင်းရဲ့သမ္မတမေယာအရိဖွဲ့ဟာ2026ဇူလိုင်လရက်နေ့မှာဖြတ်သိမ်းရမှာဖြစ်ပါတယ်။ ီလိုမတ်စခန်းကဏ္ဍဟာယာယီသားဖြစ်ပြီးတော့နှွေဦးမှာပြီးဆုံးသွားမှာဖြစ်ကြောင်းထရန့်နဲ့အီလိုမတ်တို့ဟာအရင်ကတည်းကလူသဘောတူထားတာဖြစ်ပါလေခန်းကားအီလိုမတ်စာကျွနေသတ်မှတ်ထားတဲ့ရပ်ပေါင်း130ထပ်အစိုးရယာတို့မှာဆက်ရှိနေကြင်သလားဆိုတဲ့မေးခွန်းကိုပြန်ဖြေရမှာခန်းကအီလိုမတ်ထောက်ခံမဲ့အကြောင်းသတင်းတောက်တွေကိုမလ32ရက်နေ့ကရေးမွှတ်ပြောကြားခဲ့တာပဲဖြစ်ပါလေနောက်ထပ်သတင်းပုတ်ပြောချင်ပါတယ် တရုတ်နဲ့ဟောင်ကောင်ကျောင်းသားများဗီဇာတွေစတင်ရုပ်သိမ်းနေပြီးလို့အမေရိကန်ကအသိပေးပါတယ်တရုတ်ကွန်မြူနစ်ပါတီနဲ့ဆက်ဆက်တဲ့တရုတ်နဲ့ဟောင်ကောင်မှာကျောင်းသားဗီဇာတွေစတင်ပိတ်သိမ်းနေပြီးလို့အမေရိကန်နိုင်ငံဂျာယီဝန်ကြီးမာကိုရူဘီယိုကတီးပြူးထုတ်ပြန်ပါတယ်ထုတ်ပြန်ချက်မှာအမေရိကန်နိုင်ငံဂျာယီဝန်ကြီးဌာနဟာပြည်ထောင်ဝန်ကြီးဌာနနဲ့ပူးပေါင်းပြီးတရုတ်ကွန်မြူနစ်ပါတီနဲ့ချိတ်ဆက်ပတ်သက်တဲ့တရုတ်ကျောင်းသားတွေရဲ့ဗီဇာတွေပါတရုတ်နဲ့ဟောင်ကောင်ကျောင်းသားများဗီဇာတွေကိုစတင်ရုပ်သိမ်းနေပြီဖြစ်ပါတယ် နောက်မှလည်းသမ္မတထရန့်ဦးဆောင်မှုမှာတရုတ်နဲ့ဟောင်ကောင်မှကျောင်းသားဗီဇာထုတ်ပေးမှုကိုအထူးတင်းကျပ်ပြီးရှောက်လွာစီစစ်မှုကိုလည်းသမ္မတချက်သစ်များစွာထည့်သွင်းလှုပ်ဆောင်မယ်လို့ဖော်ပြပါရှိပါတယ်။ပြီးခဲ့တဲ့ဒီဘက်က Transiman ခန့်ခွဲရေးဖွဲ့ဟာကမ္ဘာကျော် Harvard တို့ဟာပြည်ပကျောင်းသားများလက်ခံတင်ကြားဝယ်ပိတ်ပင်ကြောင်းထုတ်ပြန်ပြီးဖက်ဒရယ်တရားသူဂျီရူကဖွဲ့စည်းပုံအခြေအနေဥပဒေနဲ့ညီတဲ့အတွက်ဒီမိန့်ကိုဆိုင်းငံ့ကြောင်းပြန်လည်ဆင်ခြင်ချပါတယ်။2025နှစ်စပိုင်းကလေးကထွန်းဟာ နိုင်ငံတကာအကြောင်းသားထောင်ထဲချီဗီဇာတွေပြန်ရုပ်သိမ်းပြီးပါလက်စတိုင်းထောက်ခံလုပ်ရှားတဲ့ကျောင်းသားတွေရဲ့ဗီဇာတွေကိုအဓိကရုပ်သိမ်းခဲ့တာဖြစ်ပါတယ်။နောက်ထပ်သတင်းပုတ်ပြောချင်ပါတယ်။ရုရှား-ယူကရိန်းနောက်ထပ်ဆွေးနွေးပွဲကိုဂျီနီဗာမှာကျင်းပနိုင်မယ်လို့သိရပါတယ်။ယူကရိန်းစစ်ပွဲပြစ်ခတ်ရေးဆေးရေးအတွက်ရုရှားနဲ့ယူကရိန်းတို့နောက်ထပ်ဆွေးနွေးပွဲကိုဂျီနီဗာမှာကျင်းပနိုင်ကြောင်းယူကရိန်းဆိုင်ရာအမေရိကန်ထူးကိုယ်စားလှယ်ကိတ်ကဲလော့ကပြောပါတယ်။ အပြည့်ခက်ရဆဲတဲ့ယူကရိန်းလိုလားချက်ကိုအမေရိကန်ကရရှိထားပြီးရုရှားဘက်ကလည်းအလားတူပြုလုပ်ဖို့လိုအပ်ပြီးဒါကိုရရှိတာနဲ့ရုရှားနဲ့ယူကရိန်းကြားလူချင်းတွေ့ဆုံဆွေးနွေးမှုကိုထပ်မံကျင်းပနိုင်မယ်ဆိုပါတယ်အမေရိကန်အနေနဲ့နှစ်ဖက်ဆွေးနွေးပွဲတွေကိုပါတီကန်မှာကျင်းပဖို့ဆန္ဒရှိပေမဲ့ရုရှားဘက်ကမလိုလားဘူးပြောပါတယ်ဒီတော့ရုရှားနိုင်ငံခြားရေးဝန်ကြီးဆာဂေးလက်ဖရော့ဟာတူကီနိုင်ငံခြားရေးဝန်ကြီးနဲ့မော်စကိုမှာတွေ့ဆုံဆွေးနွေးပါတယ်ရုရှားနဲ့ယူကရိန်းကြားနောက်ထပ်ဆွေးနွေးပွဲလက်ခံကျင်းပဖို့တူရကီကိုတောင်းဆိုမယ်လို့ရုရှားကပြောပါတယ်တူရကီကတော့နှစ်ဖက်ဆွေးနွေးပွဲလက်ခံကျင်းပဖို့ သိရှိပါတယ်လို့ထုတ်ဖော်ပြောပါတယ်ပြီးခဲ့တဲ့မေ16ရက်နေ့ကလည်းရုရှားနဲ့ယူကရိန်းကိုစတဲ့အဖွဲ့တွေပထမဆုံးပြည်နယ်ချင်းဆိုင်ဆွေးနွေးပွဲလက်ခံကျင်းပပါတယ်။ဒါမဲ့နိုင်ငံကြားစစ်တုံးမှပြန်လည်လဲလဲဖို့ကလွယ်ပြီးပြည်ရဲ့စည်ရေးသဘောတူညီချက်တစုံတရာမရခဲ့ပါဘူး။ဒီတော်ရုရှားဟာ၂၁ရက်မှာဂျာခန့်စုံလေးဖန်တီးဖို့တစိတပိုင်းဖြစ်ယူကရိန်းရှေ့မြောက်ပိုင်းစုမီဒေတာမှာထိုးစစ်တွေပြင်းထန်လှုပ်ဆောင်ခဲ့တယ်လို့ယူကရိန်းတာဝန်ရှိသူတွေကပြောပါတယ်။နောက်ထပ်သတင်းပို့ပြောကျင်ပါတယ်။ အစ္စရေးနိုင်ငံအားလက်နက်ကုန်သင်မှုပိတ်ပင်ဖို့စပိန်ဆိုရကနိုင်ငံတကာကိုတောင်းဆိုလိုက်တယ်လို့သိရပါတယ်။ဂါဇာကမ်းမြောင်စစ်ပွဲအဆုံးသတ်ရေးအတွက်ဝိုင်းဝန်းကြိုးပမ်းကြဖို့ဆိုပြီးအစ္စရေးနိုင်ငံကိုလည်းလက်နက်ကုန်သင်မှုတားမြစ်ဖို့စပိန်ဆိုရကနိုင်ငံတကာကိုတောင်းဆိုလိုက်ပါတယ်။ Madrid Group ကအော်ရပါနဲ့အာရပ်နိုင်ငံများမှဝန်ကြီးအဆင့်ရှိအဆင့်မြင့်အရာရှိတွေတက်တဲ့ဆွေးနွေးပွဲကိုမေ25ရက်နေ့ကစပိန်နိုင်ငံ Madrid မှာကျင်းပခဲ့ပြီးအစည်းအဝေးမှာ ဂါဇာစစ်ပွဲရပ်တန့်အောင်အစ္စရေးကိုဖိအားပေးဖို့နဲ့အစ္စရေးပါလက်စတိုင်းနှစ်ပြည်တော်ဖြစ်မြောက်လာရေးဆွေးနွေးတာဖြစ်ပါတယ်။အဲ့ဒီအစည်းအဝေးမှာစပိန်နိုင်ငံခြားရေးဝန်ကြီးကကျွန်တော်တို့အစ္စရေးကိုလက်နက်ကုန်သွယ်ခွင့်ပေးဖို့ကိစ္စသဘောတူမှာဖြစ်တယ်လို့ပြောပါတယ်။အစ္စရေးကတော့အဲ့ဒီပြောဆိုချက်တွေနဲ့ပတ်သက်ပြီးဘာတစ်ခုမှအကျုံးမဝင်ဘူးဆိုပြီးပြန်လည်ဖြေရှင်းထားတာပဲဖြစ်ပါတယ်။စပိန်ကလိုအပ်ရေးအစ္စရေးဝန်ကြီးချုပ်ဗီဂျမီနီဒါညာဟုကိုပါရေးရုပ်ပိတ်ဆို့တင်နေဆိုပါတယ်ရေရှည်ငင်းကြမ်းရေးရစေမဲ့ ကိစ္စကဘာလဲဆိုရင်နှစ်ပြည်တော်ဝါဒပြတခြားနေမရှိပါဘူးလို့ဆိုပါတယ်။စီဝင်းတိုင်းမီလဲစပိန်ဝင်ကြီးချုပ်ကတခြားနီးလန်းကပါလဲပါလက်စတိုင်းရဲ့အလို့ရှင်းပြဖို့လားဒါမှမဟုတ်မောင်းထုတ်ဖို့လားဘာကိုလဲနောက်ပြီးတော့ခက်နဲ့တက်တက်ပြောသွားပါတယ်။အစ္စရေးကဂါဇာစစ်စင်ရေးပြင်းထန်သောဝေဖန်တဲ့ဥရောပနိုင်ငံတွေမှာစပိန်လဲပါဝင်ပါတယ်။ဒါကြောင့်စပိန်နဲ့အစ္စရေးဟာအဆင်ပြေခြင်းမရှိဘူးလို့သိရပါတယ်။လက်ရှိမှာတော့အစ္စရေးနဲ့ပါလက်စတိုင်းမှာ စစ်ပွဲတွေဆက်လက်ဖြစ်ပွားနေတာဖြစ်ပြီးတော့ဂါဇာတခုလုံးကိုထိန်းချုပ်နိုင်ဖို့အစ္စရေးဘက်ကကြိုးပမ်းမှုတွေအရှိန်ဟုန်နဲ့မြင့်တက်နေပြီးကုလသမဂ္ဂကတော့ဒါကိုကြီးကြပ်ကန့်ကွက်နေတာပဲဖြစ်ပါတယ်။နောက်ထပ်သတင်းပုတ်ပြောချင်ပါတယ်။အိန္ဒိယနဲ့ပါကစ္စတန်တို့ရဲ့ drone တိုက်ပွဲတွေကအာရှမှာလက်နက်အသစ်စံပြန့်ဆိုင်မှုရဲ့သရုပ်ပြလက္ခဏာဖြစ်လာပါတယ်။အခုလဆက်မေးရှင်းညနေပိုင်းကအိန္ဒိယနိုင်ငံမြောက်ပိုင်းချင်မူမှာရှိတဲ့လေကြောင်းရံကာကွယ်စနစ်တော်ဝင်တော်တွေဟာအိန္ဒိယပါကစ္စတန်ထဲမှာပြန်ဝဲဝင်ရောက်လာတဲ့ drone တွေကိုတံပြန်ပစ်ချခဲ့တာကြောင့် အနည်းရောမီတော့တွေကောင်းကင်ရံကဖြာထွက်ခဲ့ပါလေ။အိန္ဒိယနဲ့ပါကစ္စတန်တပ်တွေဟာဆယ်စုနှစ်များစွာအတွင်းပထမဆုံးထိတ်တိုက်တွေ့ဆုံမှုမှာနောက်ဆုံးပေါ်အစင်းကြီးတိုက်လေရင်တွေသမယိုးကြတုံးကြီးတဲ့အမြောက်တွေအတီးတီးဖြန့်ကျက်ချထားခဲ့ပါလေ။ဒါပေမဲ့မေလာဇန်ပိုင်း၄ရက်ကြာဖြစ်ခဲ့တဲ့တိုက်ပွဲကိုကြည့်ရင်နယူးဒေလီနဲ့အစ္စလာမဘတ်ကြားဒရုန်းတွေ UAV တွေကိုပထမဆုံးချိန်သုံးပြီးအပြန်အလှန်ပစ်ခတ်ခဲ့တာဖြစ်ပါတယ်။အမေရိကန်ကျောင်းဝင်စစ်စမှုနဲ့ပြစ်ခတ်ရဲစရေးချညာပြီးတော့အဲ့ဒီတိုက်ပွဲတွေရပ်တန့်သွားပါတယ် ဒါပေမဲ့2024ခုနှစ်ကတောင်အရှအေအဂျီနှစ်နိုင်ငံဟာသူတို့ရဲ့ကောက်ကွယ်ရေးအတွက်အမေရိကန်ဒေါ်လာ66ဘီလီယံကျော်သုံးခဲ့ပြီးခုထိမောင်းသူမဲ့လေရင်နဲ့လက်လက်ဆွဲရေးပြိုင်ဆိုင်နေတုန်းဖြစ်ပါတယ်။အိန္ဒိယဟာပြည်တွင်းစက်မှုလုပ်ငန်းတွေမှာကြီးကြီးမားမားရည်ရွယ်ချက်နဲ့ပိုစီစဉ်နေပြီးလာမယ့်12လမှ24လအတွင်း UAP နဲ့ပတ်သက်လို့အမေရိကန်ဒေါ်လာတန်းရာနဲ့ကြီးထပ်မံပြီးတော့ရည်ရွယ်ချက်မြှုပ်နှံသွားမယ်လို့သိရပါတယ်။အဲ့ဒီပမာဏအကြံပြင်းအပြင်း တိုက်ပွဲမဖြစ်စဉ်ကအသုံးစိတ်ထက်30လောက်ရှိပါတယ်ခုမေလာထဲမှာရေးပေါ်စီရေးဝယ်ယူရေးရမငွေအတွက်အိန္ဒိယဆိုရဟာအကြမ်းဖြင့်ဒေါ်လာ4.6ဘီလီယံတည်ပြုပါတယ်တခြားစစ်မှုလုပ်ငန်းမှုဆောင်ရာရှင်တွေကပြောပါတယ်အိန္ဒိယစစ်တပ်ကလည်းခြေမုံရေးနဲ့ထောင်လိုင်းရေးအတွက် drone တွေထုတ်သုံးဖို့ငွေကြေးစီမံတချို့ရေးဆွဲနေပါတယ်တချင်တည်းမှာပါကစ္စတန်လေတာဆင်းမြင်းဒီပညာသုံးမှုလေကြောင်းအနေနဲ့ရှောင်ရှားဖို့ကြိုးစားနေပြီး UAV တွေထပ်မံပိုင်ဆိုင်အောင်တောင်းအားပေးနေကြောင်းပါကစ္စတန်ကဆိုပါတယ် ပါကင်စတန်နဲ့အိန္ဒိယနိုင်ငံတို့ဟာအခုပြီးသွားတဲ့နောက်ဆုံးတိုက်ပွဲအတွင်းနောက်ဆုံးပေါ်မျိုးစစ်တိုက်လေရင်တွေကိုစီထုတ်သုံးခဲ့ပါတယ်။ငွေကြေးကျပ်တဲ့နဲ့ရေဆိုင်ရတဲ့ပါကစ္စတန်ဟာနယူဒယ်လီပိုင်ဆိုင်တဲ့ရာဖေးကျပ်တဲ့လေရင်အစင်း30နဲ့နှိုင်းရှင်ဈေးကြီးတဲ့တရုတ်ရဲ့ဂျေတန်တိုက်လေရင်အစင်း20လောက်ပဲလက်ဝယ်ရှိတာဖြစ်ပါတယ်။နောက်ထပ်သင်ပုတ်ပြောချင်ပါတယ်။ကြားဖြတ်လုပ်ငန်းကိုကာကွယ်နေတဲ့ကမ္ဘောဒီးယားဟာကမ္ဘာအင်အားကြီးဆုံးရာဇဝတ်ကွန်ရက်ဗဟုချက်ဖြစ်လာပါတယ်။ နေဆက်ဖြစ်သောရာဇမှုဆိုင်ရာထူးလေးလာသူဂျက်ကော့ဇင်ကကမ္ဘောဒီးယားဟာကဘာလုံးဆိုင်ရာစီးပွားရေးနဲ့နိုင်ငံရေးမတည်ငြိမ်မှုကိုချိန်ချောင်းနိုင်ဆုံးအင်အားကြီးဆုံးရာဇွက်ကွန်ရဲ့ဗဟုချက်လို့သုံးသပ်သွားပါတယ်အသစ်ထုတ်ပြန်တဲ့စစ်တမ်းမှာကမ္ဘောဒီးယားနိုင်ငံရဲ့လောကမှာအကြီးအကဲတွေကိုတိုင်ကဘာလုံးဆိုင်ရာရာဇမှုနဲ့လိမ်လည်မှုကွန်ရက်မှာအဓိကကြိုးကာစီစဉ်သူတွေဖြစ်ပေါ်နေတဲ့အတွက်ဒေါ်လာဘီလီယံပေါင်းများစွာချီလုံနေတဲ့စိုက်ဘာရာဇွက်ကွန်ရဲ့ကြီးဟာမကြာမီပြိုလဲဖို့မဖြစ်နိုင်တဲ့အဆင့်အောင်ရောက်နေပြီလို့ဆိုပါတယ် ကမ္ဘောဒီးယားအနာယာပြည်သူပါတီကိုယ်တိုင်ကနိုင်ငံတော်အဆင့်ကာကွယ်ပေးခြင်းဖြင့်ကြားဖြန့်တဲ့လူမျိုးကိုကူးကျစ်လုပ်ငန်းဆောင်ကိုချဲ့ထွင်တော်မူပါအရှိတော်အရှောင်းမှာကြားပြန်တဲ့ပတ်သက်ပြီးတော့အလုံးနယ်မြေကြီးတဲ့နိုင်ငံတွေကိုတော့ကြော်လို့ပြီးတရုတ်ဒုစရိုက်ကွင်းတွေကိုဆောင်တဲ့ကြားပြန်လုပ်ငန်းပုဂ္ဂိုလ်ချက်ဟာကမ္ဘောဒီးယားမှာခြေဆိုင်တယ်လို့အမေရိကန်ဆိုရက်ကပြောပါတယ်ကမ္ဘောဒီးယားလက်ရှိဂျိုဟန်မာနဲ့ရဲ့အနည်းဆုံးဆွေးနွေးတွေဟာကြားပြန်နယ်စပ်ဖြတ်ကျော်ဒုစရိုက်ကွင်းရကိုဦးဆောင်စီမံနေသူတွေဖြစ်ကြောင်းနဲ့ကမ္ဘောဒီးယားဟာကြားပြန်လုပ်ငန်းမှာနှစ်ဆင့်မန်တော်ငွေ ဒေါ်လာ16ဘီလျံရရှိပြီးဒီပမာဏဟာနိုင်ငံ GDP ရဲ့60%ရာခိုင်နှုန်းရှိတဲ့အတွက်အစိုးရအကောက်အွယ်ပေးကြီးမားဆုံးစိုက်ဘာလိမ်လည်မှုရာဇဝတ်ကွန်ရက်ကြီးဖြစ်တယ်လို့စုံစမ်းဖော်ထုတ်ရေးသားထားပါတယ်။ကမ္ဘောဒီးယားခြေစိုက်ကြားဖြတ်လုပ်ငန်းများမှာတစ်နှစ်ကိုကမ္ဘာတဝန်းမှလိမ်လည်မှုပမာဏဟာကျောက်မဲ့ပွဲဖြစ်ဒေါ်လာ85ဘီလျံထိရှိနေပါတယ်။ထိုင်းပင်လယ်ကွင်းနဲ့ကလေးရဲ့ CNOVILI Golden Sky Casino Hotel ဟာ ကြားဖြတ်လုပ်ငန်းကိုအမေရိကန်ပါဝင်ကမ္ဘာနိုင်ငံပေါင်း60ကျော်ထိလိမ့်လည်ရမှာဒုစရိုက်ကွန်ရက်ထဲပါဝင်သလိုကမ္ဘောဒီးယားဆိုရကွန်တိုင်းကောက်ွဲပေးထားတဲ့ဖလွမ်းပင်မျိုးမှငွေလဲရုံအားခရစ်တိုဘိုင်းနက်စ်နဲ့ e-wallet စနစ်တွေမှာငွေကြေးခဝါချောင်းတွေကိုလည်းအတားအဆီးမရှိနိုင်ငံတကာမှပိတ်ဆို့ရင်းမှုမရှိပဲကမ္ဘောဒီးယားဆိုရဗန်ဒမြောက်လုံဆောင်ပေးနေတယ်လို့ဆိုပါတယ်ယမန်ကတည်းကပေါက်ကြပြီးနောက်မှာလည်းတခြားမြေတွေနဲ့ကုမ္ပဏီများစွာကိုပြည်ပနိုင်ငံတွေမှာပြောင်းလဲဖွက်လှစ်လုပ်ကြနေပါတယ် အရင်ကြာဖြတ်နေတဲ့ငွေတရုတ်မှာ60ရာခိုင်နှုန်းခေါက်ဝါချမယ်2020ပြည်နှစ်မှာစတင်ပြီးစီကံတင်ကျပ်လိုက်တဲ့အတွက်ငွေကြေးခေါက်ဝါချမှုဟာကမ္ဘောဒီးယားဆွေရောက်ဥဆောင်မှုအကိုရောက်လာကြောင်းကြာဖြတ်လုပ်ငန်းအတွက်ကျောင်းပညာရှင်တွေကိုလိမ့်လဲခေါ်ယူလူမောက်ခိုကူလက်စားဖြောင်းမှုအလုံးအားလည်းကမ္ဘောဒီးယားဆွေရောက်နဲ့ပတ်သက်ပြီးဖုံးကွယ်ပေးကျင်းတာဖြစ်တဲ့အတွက်ကမ္ဘောဒီးယားဟာမကြမီဖြိုလဲလို့မရနိုင်တဲ့ကြာဖြတ်လူချက်ကွန်ရက်ဘ ਹੁ ချက်ဖြစ်လာတော့မယ်လို့အစင်ခံစားမှာဖော်ပြထားပါတယ်